တရေနှကောင်နဲ့လူတယောက်ကိုတန်းအောင်ကိုပစွန်တောင်စီအနီးတစ်ဝိုက်ကညနေပိုင်းညပိုင်းတစီမောင်းသူတိုင်းတီကြပါတယ်မနက်ပိုင်းမှာတော့မိသားစုစည်းဝါးရေးအဖြစ်မုံဟင်းကအတုံဆုံရောက်ပါတယ်ညနေပိုင်းလို့စနီးနဲ့သမီးတို့ကရခိုင်မုတ်တီရောက်ပါတယ်ကိုတန်းအောင်ကတော့မနက်ပိုင်းမှုရောက်တဲ့ဆိုင်မှာဇပွဲတို့ပတ်စံတင်ခြင်းအလုပ်ကိုဝင်ကူညီရပါတယ် ဆယ်နာရီစိုးဆိုင်သိမ့်ပြီးတော့ညနေပိုင်းမှာအနားယူပါတယ်။အိတ်ချင်စိတ်စီးရင်အိတ်လိုက်ပါတယ်။ညနေ9နာရီစိုးကိုပိုင်အငှားကားလေးမောင်းပြီးတော့တက်စီဆွဲပါတယ်။ညဖန်မထွက်ပြင်ရင်တော့မနက်3နာရီခန့်အိတ်ရပြီး9နာရီခွဲခန့်အထိတက်စီဆွဲပါတယ်။အချိန်ကာလကတော့တတ်မှတ်ချက်မရှိပါဘူး။ကိုယ်ပိုင်ကားဖြစ်တဲ့အတွက်စိတ်ရှည်တဲ့အချိန်ထွက်ဖြစ်ပါတယ်။နေကင်းပိုင်းကိုကားဝယ်စဉ် တစ်လနှစ်လခန့်အထိထွက်ဖြစ်ပါတယ်။ကားပိတ်တဲ့တံကိုမခန်းစားနိုင်စိတ်မရှိတာကြောင့်ညနေ9နာရီနောက်ပိုင်းမှည7နာရီအထိထွက်ဖြစ်ပါတယ်။ညဦးပိုင်းအကြောင်းကိစ္စရှိရင်တော့မနက်စောစောထွက်ဖြစ်ပါတယ်။ညမောင်းရတဲ့အန္တရာယ်ကိုတတိအမြဲထားရပါတယ်။အမှုသမားများနဲ့လည်းတွေ့နိုင်တယ်လေ။ဒူးစရိုက်သမားများနဲ့လည်းကြုံနိုင်တာကို ကံမကောင်းရင် ခရီးတယ်ကဓာတ်ထောက်ပြီးရှိသမျှပစံလူရဲ့တက်တယ်လို့ကားကိုလူရဲ့ဒီကိုလဲခံရတတ်သေးတာကိုဒါပေမဲ့ကိုတန်းအောင်ကညဘန်မောင်းရတာကို နှစ်သက်ပါတယ်ကားပိတ်ကားကျက်တဲ့တန်းမခံရအမြန်လွန်ရင်အမြန်မောင်းလို့ရတယ်လေအချို့တစီမောင်းသမားတွေကတော့ပြရလောကသားတွေနဲ့ဂျုံတာကို ကြားဘူးကြတယ်ကိုယ်တိုင်တော့တခါမှမကြုံဘူးသေးဘူးပေါ့ တစီတရဲမှမဟုတ်ပဲအခြားအန်ဒီရဲမျိုးကလည်းမတုံရသေးဘူးလေကားမောင်းဖို့မိတ်ဆွေတွေကညကားမောင်းနေတဲ့တစီတရဲညမကြုံဘူးလားလို့ဆက်စုမိ мян ကြတာပေါ့အမှန်ကိုအမှန်တိုင်းရှင်းပြတော့မိတ်ဆွေများကကိုတန်းအောင်ကိုအားပေးစကားပြောကြတာပေါ့ခမားကညဘက်ကားမောင်းနေတာမဟုတ်လားတစိမ့်မဟုတ်တစိမ့်တော့မကောင်းဆိုးဝါးတစီတရဲတွေနဲ့ကြုံကိုကြုံရလိမ့်မယ်ခမားရဲ့ကားပေါ်ရောက်လာရင်ရောက်လာမယ်လေ ရောက်မလာရင်လဲလမ်းပေါ်မှာကြုံနိုင်တယ်။ခမည်းတော်ကလည်းဗျာကောင်းတဲ့အကြံဉာဏ်ကောင်းတဲ့စကားကိုမပြောဘူး။မဖြစ်သေးတဲ့ကိစ္စကိုတူတင်ခြောက်လှန့်နေကြတယ်။ဖက်ကောင်တန်းအောင်မင်းကိုပြောင်ကြည့်အဖြစ်ကိုမကြားနိုင်ဘူးလား။ဟင်အင်းဘသူနဲ့မှစကားမဆက်မိလို့မသိဘူးလေ။အခုတလောကိုပြောင်ကြည့်ကိုတော့မတွေ့မိဘူး။ဘယ်တွေ့ပါမလဲ။မတွေ့ဆိုဆေးရုံရောက်ပြီးတော့ခြေရောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ အခုဆေးရုံကဆင်းလာမကြသေးဘူးလေဟင်အဲ့ဒီလောက်ဖြစ်သွားတာကျွန်တော်မသိလိုက်ဘူးဦးလေးဆို ကိုပြောင်ကြီးကဘာဖြစ်လို့ခြေတော့ဖြတ်လိုက်ရတာလဲပြောပါဦးဗျဦးပြောင်ကြီးကဦးထုံးခင်ကညာကားမောင်းသမားဖြစ်ပါတယ်ဂိတ်ထိုးတာချင်းမတူတဲ့အတွက် ကိုတန်းအောင်နဲ့စကားမဆက်မိလို့မသိချင်းဖြစ်တယ်ဒီလိုကတညမှာ၁၀နာရီလောက်အင်းစိန်ကို ခရီးတဲ့ပို့ပြီးပြန်လာတာ လမ်းပေါ်မှာကာရှင်လို့မှန်မှန်နဲ့အမြင်မြန်မောင်းလာတာပေါ့အင်းစိန်မြို့တစ်စီအလွန်လာရောက်တော့သူ့ရှင်မှာကောင်းလေးလက်ဆွဲထားတဲ့အဖွားကြီးတယောက်ရုပ်တရက်ပေါ်လာတဲ့ခလန်းလန်းအထိမီးရောင်အောင်ကလမ်းပေါ်မှာလူလျှောက်နေတာမရှိဘူးတဲ့ရုပ်တရက်သူ့ရဲ့ကာရှင်မှာဝါနှစ်ပြန်လောက်အကွာအဝေးမှာပေါ့ဖြက်ခနဲပေါ်လာတာတရေတစီလားလူလားတော့မစင်စားနိုင်မင်းနဲ့မတိုက်မိအောင်လက်ကင်မင်းကိုဆွဲလက်လိုက်တာ လမ်းလယ်ကဘလောက်တုံးကိုဝင်တိုက်ပြီးတော့ကားကကျုံးပြန်သွားတယ်လေခပ်ပကျိုးပတ်ထားလို့အသက်မသေးတာပေါ့အဲ့ဒီလိုလမ်းပေါ်မှာရုတ်တရက်ပေါ်လာတာတို့အဝေးကလေးကမြင်ပြီးတော့အနည်းရောက်မှပျောက်သွားတာတို့ညမောင်သမားအတော်များများကကြုံမှုကြတယ်။ဥပြောင်ကြီးကားကပျက်စီးရောဆိုပါတော့။တန်ရင်ကျိုးပို့ရမယ်အဆင့်ရောက်သွားတယ်လေ။မင်းလည်းမကြုံမှုသေးဘူးဆိုတော့တတိထအောင်ပေါ့။ ညကားသမားအတော်များများအန်နီရဲ့တခုမဟုတ်တခုတုံရင်တုံဒါမှမဟုတ်တစေတရေနာနာဘဝတို့နဲ့တုံရဆုံရမှညကားမောင်သမားဆစ်စစ်လို့ဆိုသူက ဆိုကြသေးတာကိုအခုလဲကိုတန်းအောင်တယောက်လွန်ခဲ့တဲ့၃ရက်ကမှမထင်မှတ်တဲ့အဖြစ်ဆိုးတစ်ခုကိုကြုံခဲ့ရတယ်လေပစုံတောင်အိမ်က ထွက်ကလေးကအခောက်ကြီးသုံးကောက်ပို့လိုက်ရတယ်အချင်းကညဆယ်နာရီရှိပြီပေါ့ညပိုင်းတွက်ချီကြိုက်တာမို့ ကားသိမ်းတော့မယ်လို့ပြင်ပြီးအိမ်ကိုပြန်မောင်းလာတဲ့အခါစားတော့ဆိုင်ကပြန်ထွက်လာတဲ့လူငယ်၃ယောက်ကဒေါ်ပုံကိုလိုက်ပို့ပေးရန်ငှားနေတာကြောင့်အိမ်နဲ့လည်းတိတ်မဝေးဘူးတောင်းတဲ့ဈေးနဲ့လည်းပေးတဲ့အတွက်လိုက်ပို့ပေးလိုက်တာပေါ့သူတို့သွားမယ်နေရာရောက်တော့ပတ်စံရှင်ပြီးကားပေါ်ကဆင်းသွားတယ်။ကိုတန်းအောင်ကလည်းကားကိုရှေ့တိုးနောက်ဆင်းလုပ်ပြီးတော့ပြန်လှည့်လိုက်ကြပေါ့။ကားလှည့်ပြီးတာနဲ့မောင်းထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲ ရှေ့ကနေလူတယောက်ကားကိုတားနေတာပေါ့အဲ့တလုံးကိုလည်းလွှဲထားတယ်အနီးအနားဆိုပို့ပေးမယ်လို့စိတ်ကူးလိုက်တာပေါ့ဘယ်ကိုသွားမှလဲအဝေးပြေးကိုသွားခြင်းလို့ပါ အောက်မင်္ဂလာအဝေးပြေးကိုဟာဝေးတယ်ကားကတိမ်တော့မယ်ဟိုနာဒီနာလာလို့မနက်အစောဆုံးကားနဲ့လိုက်မှာဒီညအဝေးပြေးဝေးမှာသွားအိမ်မှာဖြစ်မှာမဟုတ်လို့ကူညီပေးပါနောင်ကြီးရဲ့တောင်းတလောက်လဲပေးပါမယ် ထိုခရီးတွေကအားကိုးတကြီးနဲ့တောင်းတောင်းပန်ပန်ပြောနေတာပေါ့တောင်းသလောက်ပေးမယ်ဆိုတာကြောင့်သူလည်းစိတ်ဝင်စားသွားတာပေါ့သူကညဆယ်နာရီဝန်းကျင်အထိမောင်းနေတာပဲအခုကဆယ်နာရီပဲရှိသေးတယ်လေသွားမယ်ဆိုသွားလို့အရာသေးတယ်တသောင်းခွဲပေးမလားပေးရင်တော့ပို့ပေးမယ်လေဟာများလိုက်တာဗျာတသောင်းပေးမယ်ဗျာနေကင်းဆိုရင်ဒေါ်ဘုံကအဝေးပြေးကို6000အလုံးစုံပေါ့တသောင်းခွဲပဲပေးရင်တော့လိုက်ပို့မယ် မပေးရင်လဲကားပြန်တိမ်တော့မယ်လေ1200တော့အထားပြကိုတန်းအောင်ကားမောင်းထွက်လိုက်ပါတယ်ဟေ့လူ1000ဝယ်ပေးမယ်ကားကိုရက်လိုက်တယ်အဲ့ဒီလူကကားနောက်တကားကိုဖွင့်ပြီးတော့ကားပေါ်တက်လိုက်တာပေါ့ထိုလူကားနောက်တကားကိုပိတ်ပြီးတာနဲ့တာကိတာမင်းနံတာလမ်းအတိုင်းမောင်းထွက်လာခဲ့တာပေါ့ကိုတန်းအောင်လဲကားပေါ်ကပါလာတဲ့လူမှလူကောင်းလားလူဆိုးလားစဉ်းစားပြီးတော့ကားကိုဂယူးဆိုင်မောင်းနေတာပေါ့ ခရီးတွေကတော့အသက်35နှစ်ဝန်းကျင်သူနဲ့မတိမ်မြင့်ရှိမယ်လို့ခံမှန်းနေရင်နဲ့ကားနောက်ကြည်မန်ကနေအကဲခတ်လိုက်တဲ့အခါသူ့မျက်လုံးကိုပြူးသွားတာပဲသူ့မြင်လိုက်ရတာကတော့အဲ့ဒီလူရဲ့ညာဘက်မှာကအသက်50ခန့်အတော်ကြီးတယောက်နဲ့တစ်ဖက်မှာတော့အသက်15နှစ်ခန့်မိန်းကလေးတယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်လေကားတားပြီးဈေးစကားပြောစဉ်ကတယောက်တည်းပြောပြီးတော့ကားပေါ်တက်တော်လဲတယောက်တည်းအခုက၃ယောက်ဖြစ်နေတယ် ဘယ်အချိန်ကတက်လာလဲမသိကားစာထွက်စင်ကလေးကထိုးလူကို နောက်ကြည့်အမှန်ကတိလိုက်သေးတယ်တယောက်တည်းထိုင်နေတာကို တွေးလိုက်တယ်အခု၃ယောက်ဖြစ်နေတယ်ဘယ်အချိန်ပင်နေရကတက်လာတာလဲမသိဒီအတိုင်းဆိုရင်တော့၃ယောက်လုံးကတရေတစီများဖြစ်နေလားမိသားစုအတူတူကားစီးလာသည်ဆိုလေတယောက်တယောက်စကားတခွန်းစာနှစ်ခွန်းစာပြောမှာတော့အတိအချပဲအခုကတာကေတာကလုံလို့သူဝနဘန်းသူတော်ထွက်လာပြီး ကိုတက်အောင်လဲရှေ့ကိုကြည့်လိုက်နောက်ကြည့်မှန်ကနေနောက်ကိုအကဲခတ်လိုက်တဲ့ခနာမငိမ့်ဖြစ်နေတာပေါ့ဟဲ့လူရှေ့ကိုကြည့်မောင်းလေခမည်းမျက်လုံးကရှေ့ကြည့်လိုက် နောက်ကြည့်လိုက်နဲ့ဘလို့ဖြစ်နေတာလဲကိုတန်းအောင်ကလည်းသူ့မျက်လုံးအကြည့်ရီကို နောက်ကလူကရိပ်မိသွားတဲ့အတွက် သူ့ကိုမကြည့်မိရင်ဆုံးဖြတ်ပြီးတော့ရှေ့ကိုသာမဲပြီးစိုက်ကြည့်နေတာပေါ့ဒါပေမဲ့ခဏပါပဲနောက်ကိုကြည့်မိသွားပြန်တယ်ခမည်းတော်ဆက်စုတာပဲ ဘားဆောင်တုတ်ကိုတစ်ချိန်လုံးကြည်နေတာလေခမားတီလားမတီလားတော့တုတ်မတီဘူးခမားရဲ့ဟိုဘက်နဲ့ဒီဘက်မှာအမျိုးသမီးကြီးတယောက်နဲ့မိန်းကလေးတယောက်ထိုင်နေတာကိုတုတ်ကားနောက်ကြည့်မှန်ကနေမြင်ရတယ်ဟာမဟုတ်ကဟုတ်ကပဲတကယ်မြင်ရတာ ခမားကားတားပြီးကားပေါ်တက်လာတော့ကမတွေ့ဘူးမိန်းနန္ဒာလမ်းပေါ်လောက်ရောက်မှစတွေ့တာခမားကတုတ်ကိုခြောက်လှန့်နေတာဒီဘက်ကောဟိုဘက်ကောဘသူမှထိုင်မနေဘူး ခမားမမြင်ပေမဲ့ကျုပ်ရဲ့ကားမှန်ထဲမှာမြင်နေရတယ်လေကားကသူ့အနာ အာကစားခွင့်များကိုကြော်ပြီးတော့ဝီဇန်ရညာလမ်းပေါ်ရောက်နေပါပြီအဲ့ဒီနောက်မှာတော့ကားနောက်ခန်းကလူလဲသူ့ဘေးနှစ်ဖက်ကို မကြာမကြာကြည့်နေတယ်အသက်ကြီးကြီးမိန်းမကြီးကတခုခုမကြည့်နေတဲ့ရုပ်မျိုးနဲ့ငြိမ်သက်စွာထိုင်နေတာပေါ့ကိုတန်းအောင်မြင်ပေမဲ့အဲ့ဒီလူကတော့မြင်ပေါ်မရဘူးထိုလူကစကားပြောစကားကိုဆိုရင် လူပေါ်မိမနှစ်ယောက်ဟာကားကြုံလိုက်လာတဲ့ တစေတရေမှာအပလူစင်စစ်တော်မဖြစ်နိုင်တာသိချသွားပြီပေါ့ထိုတရေမှာနှကောင်အဝေးပြေးရောက်တာနဲ့ဆင်းသွားရင်တော့တော်မယ်မဆင်းပဲနဲ့နောက်ကျောင်းပြန်လိုက်လာရင်တော့အခက်ပဲလို့ကြိုတီးပြီးတုံလှုပ်ချောက်ချားနေတာပေါ့ဖေလူခမားမျက်လုံးတွေရှေ့ကိုပဲကြည့်မဟုတ်ကဟုတ်ကစကားတွေနဲ့ချုပ်လှန်ပြီးတော့ကျုပ်မှာပါတဲ့ပစ္စည်းနဲ့ပတ်စံတွေကိုစိတ်နဲ့ပြမနေတာလားမင်းခရီးသွားရင် အလုံးစုံပါမှတသိန်းနဲ့ အဝတ်အစား၃လင်းစုံပေါ့ငါဘဝအပြက်ခံပြီးတော့လူရံမယ်ထင်လို့လားဒါဖြစ်ရင်ဘားကြောင့်နောက်ကိုကြည့်နေတာလဲမိမနှစ်ယောက်ခမားဘေးတစ်ဖက်စီမှာပါလို့လို့ပြောပြီးပါပြီလားဒါတွေကရိုးနေပါပြီဗျာကျုပ်မှပါတာတသိန်းလည်းမပြည့်ဘူး၄000နဲ့အဝတ်အစားပဲပါတယ်ကိုလူဒီတခါကြည့်ရင်တော့ကျုပ်မှပါတဲ့ဓာတ်နဲ့ထိုးမှနော်ထိုးလူကရှစ်လက်မှခံရှိတဲ့ဓမြောင်ကိုပြပြီး နောက်ကိုမကြည့်ဘူးချိန်ချောက်နေတာပေါ့အဲ့ဒီလူရဲ့စကားကြောင့်ကိုတန်းအောင်လဲအောင်မင်္ဂလာကားခေအထိပုတ်ပွေးခြင်းစိတ်ကုံသွားတယ်လေယခုအချိန်ထိရှောင်းတခင်စစ်စေးတဲ့အဖွဲ့တွေကိုလည်းမတွေ့ရဘူးတွေ့ရင်တော့ထိုလူရဲ့တမန်ကို အကြောင်းပြုပြီးတော့ရဲလက်ထဲအထားခဲ့တော့မယ်လို့ဆုံးဖြတ်မိရပေါ့တောင်အုတ်ကလာပါရမီလမ်းဆုံးလွန်ပြီးတော့အုတ်ကလာခောက်ကွင်းပေးမှနေ၍မြောက်အုတ်ကလာဘက်သို့ဝင်ပါတော့မယ်ဟီ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  ကားနောက်ခန်းကနေငိုတဲ့ရုတ်တရက်ထွက်လာတယ်။နောက်ကြည့်မှန်မှကြည့်လိုက်တော့မိန်းကလေးကိုမတွေ့တော့ဘဲနဲ့ကားငါစီးသူကယောက်ျားကြီးတံမဲ့ငိုနေတယ်လေ။အတော်ကြီးလည်းရှိမနေတော့ဘူး။ဟာဘလို့ဖြစ်တာလဲ။ဟီဟီငါကိုတတ်တယ်။ငါကိုတတ်တယ်။ဖះဖះယောက်ျားကြီးကချွတ်ချွတ်ပြပြငိုရင်းနဲ့ဘာတွေပြောနေလဲမသိဘူး။ကားဆက်တန်းကြောင့်ဘလုံးပထွေးဖြစ်နေတာပေါ့။ကားပေါ်မှာတရေပါနေတာကိုသိတဲ့အဖြစ်ကြောင့်လဲ ကားကိုဖြည်းဖြည်းမမောင်းဝုံမှုအဲ့ဒီအချိန်မှာပဲကန္နမလမ်းဆောင်အလုံးမှာမိချောင်းအနီးများကင်ထားတဲ့ရှောင်းပြန်အင်းကြီးဝှထားသောလူအချို့ကိုတားနေတာကိုတွေ့လိုက်တာကြောင့်ဝမ်းသာသွားတာပေါ့ကားကိုရက်ပေးလိုက်တာပေါ့ရှင်ထင်းရဲ့အပါဝင်ရဲတပ်သားနှစ်ယောက်ကားနှာကိုရက်လာတယ်လိုင်စင်လေးခဏပြပါဘယ်ကိုသွားမလို့လဲအဝေးပြေကိုခရီးတဲ့ပို့ပေးတာဟီဟီဟီ နောက်ကနောင်ကြီးကဘာဖြစ်လို့ငုံနေတာလဲမသိဘူးဗျ ခေါက်ကွင်းအလွန်နားလောက်ရောက်မှငိုတန်ကြတာပဲကဲကဲနှစ်ယောက်လုံးအောက်ဆင်းပေးကြအောင်ကိုတန်းအောင်ကကားတကားဖွင့်ပြီးဆင်းလိုက်တယ်နောက်ကလူကကားပေါ်ကမဆင်းပဲငိုရှိုက်နေတယ်ကိုတန်းအောင်က ဖြစ်ပြက်လာသမျှသူတွေ့ခဲ့တဲ့အမျိုးသမီးနှစ်ယောက်အကြောင်းမှပြောပြလိုက်တယ်ဒါဆိုနှောင်ကြီးပြောတဲ့တရေမှနှစ်ယောက်ထဲကတကောင်ဝင်ပူးနေတာလို့ဆိုချင်တာလားအဲ့ဒါတော့ကျွန်တော်မသိဘူးသူတီနာရောက်မှထငိုလို့ထင်ကျင်းနေပြောတာပါဟဲ့လူ ယောက်ျားကြီးဖြစ်ပြီးတော့ဘာလို့ငုံနေတာလဲဘာပြောခြင်းလဲပြောလေဟီဟီဟီထို့လူကဘာမှပြန်မပြောဘူးရှိုက်ရှိုက်ပြီးငုံနေတယ်စေးကြောင်နေတာများလားသူခီးဆောင်အိတ်တွေပါသေးလားမပါဘူးဗျသူလွယ်ထားတဲ့အိတ်တလုံးပဲပါတာတွေ့တယ်ရဲတပ်သားတယောက်ကကားတကားဖွင့်ပြီးတော့အနောက်ခန်းထဲမှာဝင်းထိုင်လိုက်တယ်ကားထဲမီးပွင့်ထားသလိုရဲတပ်သားတယောက်ကတံမီးနဲ့ထိုးထားတယ်လေခီးဆောင်အိတ်ကိုချုပ်ပေးစမ်း ထိုလူကဘာမှမသိသလိုငိုလို့သာနေတယ်။စိတ်မရှိတဲ့ရဲတပ်သားကအဲ့ကိုဆွဲထွက်တာပေါ့။ကားထဲမှာဖွင့်ကြည့်တယ်။ဟင်။ပတ်စံလေးတော့ငါးတောင်တန်းတွေပါလား။ဒါဆိုရင်သိန်း20ပေါ့။ရွှေတွေလည်းတွေ့တယ်။ဒီကောင်လူကောင်းတော့မဖြစ်နိုင်ဘူး။ကားပေါ်ကဆွဲချကွာ။ရဲအုပ်ကအမိန်ပေးလိုက်တာနဲ့အပြင်ကတယောက်ကဆွဲပြီးတော့နောက်ကတယောက်ကတွန်းပေးတယ်။ထိုလူကအပြင်ကိုရောက်လာတာပေါ့။အပြင်ရောက်တော့ ဇက်ကြီးကျိုးပြီးငုံနေပြန်ရော။ဘာမေးမေးဖွင့်မပြောဘူး။တက်ကြက်တယောက်ကစိတ်မရှိတာနဲ့လက်သီးနဲ့ထိုးရံပြေးတဲ့ချိန်ဒူရဲအုပ်တယောက်ကထိုးတက်ကြက်လက်ကိုဖမ်းဆွဲလိုက်ပြီးနေအောင်ဒီကနောင်ကြီးပြောစကားအရာဆိုကားပေါ်မှာပါတဲ့တရေမှပူကန်နေတာဖြစ်မယ်။တခုခုပြောနေတာများလား။ဆရာကြီးနေရောက်အိမ်ကိုခေါ်သွားရင်ကောင်းမယ်ထင်တယ်။ဟုတ်တယ်။ဆရာကြီးနေရောက်စခန်းမှာတာဝန်ကျနေတယ်။စခန်းကိုခေါ်သွားပြီးမေးမြန်းကြည့်တာပိုကောင်းမယ်။ ရဲအုပ်ကပါထောက်ခံချက်ပေးတာကြောင့်ဒူရဲအုပ်ရဲတပ်သား၂ယောက်တို့ကိုတန်းအောင်ရဲ့ကားနဲ့ထွက်လာကြတယ်။မကြခင်မှာရဲစခန်းကိုရောက်ရှိတယ်။တက်ချက်ကြီးနေရောင်ကိုအကျိုးအကြောင်းပြောပြီးမင်းဆန်းခိုင်းတာပေါ့။သူတို့အားလုံးစခန်းနောက်ကအိမ်ကိုခေါ်သွားတယ်။ကိုတန်းအောင်တို့လည်းလိုက်သွားတယ်။တက်ချက်ကြီးရဲ့အိမ်ဖြစ်ပါတယ်။တက်ချက်ကြီးကဖျားတရားကိုင်းဆိုင်တယ်လို့ပယောကစုံဘူးနှစ်ဘူးတရေပူးတို့ကိုလည်းကုညီဖြည့်ရှင်းပေးသူဖြစ်ကြောင်းသိလိုက်ရတယ်။ဖျားဆယ်မှာမီးပူစောလိုက်တယ်။ အဲ့ဒီနောက်မှာတော့ဖះဆင်ရှေ့မှာထိုင်ပြီးတော့ကဲလာရှေ့ကိုကိုကြီးမနေနဲ့ပြောစရာရှိလို့ပူးကန်နေတာမဟုတ်လားအားလုံးသိအောင် ပြောပြလေငါ့ကိုတတ်တယ်ငါရဲ့အမေကိုလည်းတတ်တယ်ပစ္စည်းတွေကိုလည်းယူသွားတယ်ဘသူကတတ်တာလဲအုံးလှအုံးလှပေါ့အခုပူးကန်နေတာဘသူလဲပြောပြပါလှလှတန်းပါဒေါ်လှလှတန်းလားမဟုတ်ဘူးလှလှတန်းကသမီးဒေါ်ပူကအမေ အခုဘယ်ကနေ လိုက်လာတာလဲဘမာနေကြတာလဲပြော့ပြဒေါ်ပုံကပါရက်ွက်နဲ့လမ်းအမီအိမ်အမှတ်ပါပြော့ပြပါရမုံနာနှစ်ရက်ွက်စံပြလေးလမ်းပါအိမ်အမှတ်ကတော့ဘာကြောင့်တက်တာလဲပြောလို့ရရင် ပြော့ပြပါ အုံးလှကမွေးစားသားလေးသူလိုတဲ့ငွေထုံဝပေးလို့အမေနဲ့ကျမကိုတက်ပြီးတော့ရှိသမျှအကုန်ယူသွားတယ်ဒါကြောင့်မကျေနပ်လို့လိုက်လာကြတာအိမ်မှာဘသူကြံသေးလဲ ်အဖေကခยีသွားနေတယ်မောင်လေးကလက်ဖက်ရည်ဆိုင်မှာဘောပွဲသွားကြည့်နေတယ်ကဲကဲဒီလောက်တည်ရရင်တရခန့်ကိုဖမ်းလို့ရပါပြီပိုးကတ်ထားရကဖယ်ခွာပေးပါတားမီနှစ်ယောက်ကောင်းရမွန်ရရောက်ကြပါစေတက်ကြကြီး နေအောင်ရဲ့စကားအဆုံးမှာပဲပူးကရာကနေခွာသွားတဲ့ထင်ပါတယ်။ထိုင်နေရာကနေအဲ့ဒီလူလဲကျသွားတယ်။တက်ကြကြီးကမျက်ရည်ပြလိုက်တာကြောင့်ရဲတပ်သားနှစ်ယောက်ကလဲနေတဲ့သူကိုလက်ထိတ်ခတ်လိုက်တယ်။ ဖယားစင်ကတောက်တော်ရေခွက်ကိုယူပြီးတော့လဲနေသူရဲ့မျက်နှာပေါ်မှာလောင်းချလိုက်တယ်။ချက်ချင်းလဲရာကနေထထိုင်နေ။အုံးလမင်းကအုံးလမဟုတ်လား။မင်းအမှန်တိုင်းပြောစမ်း။ဘာတွေဖြစ်လာလဲဆိုတာ။ညာပြောမယ်တော့မကြံနဲ့နော်။ငါတို့ကအားလုံးသိပြီးပြီ။ကျွန်တော်ကအဝေးပြေးကနေမနဲ့ရွာပြန်မလို့ကားငါးစီးလာတာပါ။ဆရာဒေါ်ဘုံစကန်ကို ဖုံးဆက်ပြီးပြီလား။လိပ်စာပြောပြီးသွားစစ်စစ်ခိုင်းထားပြီးပြီ။ 15မိနစ်လောက်တော့ကြာလိမ့်မယ်ဒီကောင်ညာမညာသိရတာပေါ့တက်ကြကြီးနေရောင်ရဲ့အိမ်ကနေစခန်းထဲပြန်လာကြတယ်ဆရာကျွန်တော်သွားလို့ရပြီလားကိုတန်းအောင်ကဒူရဲအုပ်ကို မေးလိုက်ပါတယ်ဟာဒီလူကိစ္စသိအောင်အရင်လုပ်ရအောင်မယ်ခမည်းတော်နှစ်ယောက်အကြံတူဆိုရင် ခမည်းလည်းအမှုကိုရင်ဆိုင်ရမှာပဲဒီလူကကားကတန်းငွေပေးလို့လိုက်ခဲ့တာပါဒီလူကိုကျွန်တော်တကယ်မသိပါဘူး ဒါကခမားရဲ့အပြောလေဒုစရိုက်မှုကျူးလွန်တဲ့လူတိုင်းကအမှန်ကိုတော့ဘယ်တော့မှမပြောဘူးဒီညဟိုလူနဲ့အတူအချုပ်ထဲမှာ နေလိုက်အောင်ဒါဖြင့်ပတ်စံတသားဝဲကိုမမောလိုက်တဲ့အတွက်အချုပ်ထဲမှာတညာအိတ်လိုက်ရတာပေါ့အချုပ်ကပြန်လှုပ်လိုက်တော့လေကားကလည်းမရပြန်လှုပ်တဲ့ဒူရင်အောင်နဲ့ရဲတပ်သားကိုကားပေါ်တင်ပြီးတော့စားတောက်ဆိုင်မှာနှိမ့်လဲစားအက်ခံရသေးတယ်လေအုံးလာကမွေးစားမိခင်နဲ့သူ့ရဲ့သမီးကိုတက်ပြီး ြစ်စည်းတွေယူလာတဲ့အတွက်ဝိညာဉ်အဖြစ်နဲ့ကားပေါ်လိုက်ပါလာခြင်းဖြစ်တယ်လေတလန်းလုံးမကြည်ချမ်းနိုင်တဲ့မျက်နှာပုံစံမျိုးနဲ့လိုက်ပါလာပြီးရှောင်းတခင်စစ်စည်းတွေအဖွဲများအနှီးကိုရောက်တော့မှဝင်ရောက်ဘူးကတားကလည်းထူးခြားတယ်ထိုကဲ့သို့ပူခဲ့တဲ့အတွေ့အကြုံလဲအုံနာကိုရွှေတဲတွေပစ္စည်းတွေပတ်စံတွေနဲ့လူတက်ရမှာအသုံးပြုတဲ့ဓာတ်နဲ့အတူဖမ်းမိခဲ့ခြင်းဖြစ်တာပေါ့ဒီလိုဖြစ်ပြပြီးတဲ့နောက်ပိုင်းမှာတော့မိသားစုက ဝိုင်းပြောတာကြောင့်ကိုတန်းအောင်က ကားကိုအငှားနဲ့ပေးမှမီတော့နေ့တက်ခအောင်နာကြီးယူရန်သာဆုံးဖြတ်လိုက်ရပါတော့တယ်။